ောသမီးတို့အားလုံးမင်္ဂလာပါဒီချက်ကတော့ဒုတိယရံဇာရိတာနဲ့ပြည်သူနီတိဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချက်နိုင်ပါကဲအခုစာသင်ချိန်မှာတော့ဒီချက်ကသားတို့သမီးတို့နဲ့တူတူသင်ခန်းစာ၁၂မြတ်တာစိတ်ကလေးထားပါကွယ်ဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးမှာနော်ကဲတော့သမီးတို့ရေတချို့ကိုပြန်ပြောပါအောင်သင်ခန်းစာကောင်းစဉ်လေးတွေကဘာတဲ့လဲ ဟုတ်တယ်ညတာစိတ်ကလေးထားပါကွယ်တဲ့တူနဲ့တူမြမြတာတာသက်ဆန်တတ်ဖို့အတွက်ဒီသင်္ကန်းစာလေးကိုဒီချေတို့အတူတူလေ့လာကြည့်အောင်နော်ကဲတော့သမီးတို့ရေကိုသိမ့်ကြိုက်တဲ့မူးတစ်ခုတည်းရှိတဲ့အခါတငယ်ချင်းကိုဝေမျှကျွေးမလားဘလို့ကျွေးမှာလဲအတန်းထဲမှာထိုင်တဲ့အခါကိုကနေရအခြေကြီးယူထားရင်ဘေးနားကတငယ်ချင်းတွေဘလို့နေမလဲတငယ်ချင်းတွေကနေရအခြေကြီးယူထားရင်ရောကိုရဲ့စိတ်ထဲဘလို့နေမလဲ တငင်ချင်းတွေကိုမျှတာတဲ့စိတ်နဲ့ဘာတွေလုပ်ပေးဘူးတလဲကဲတောက်သမီးတို့ရေတောက်သမီးတို့ဖဆောက်အောင်ထဲမှာဖော်ပြထားတဲ့ရုပ်ပုံလေးတွေမှာမျှတာစိတ်ရှိရင်အမှန်ချစ်ပြီးတော့မျှတာစိတ်မရှိရင်အမားချစ်ရမယ်အမှန်ချစ်တဲ့အမားချစ်တဲ့အကြောင်းရင်းတွေကိုတောက်သမီးတို့ကတည်တည်ချာချာမှတ်ထားနော်ကဲပထမပုံလေးမှာလေးတဲ့ပစ္စည်းကိုတငင်ချင်းကိုတည်ဖို့ခြံထားလိုက်မယ်အမှန်ချစ်မလားအမားချစ်မလားသူကမျှတာစိတ်ရှိတဲ့သူလားကဲ့ ောက်တစ်ခုကိုကြည့်ရအောင်နောက်တစ်ပုံလေးမှာတော့ကောင်းလေးရနေတဲ့ပစ္စည်းကိုတငယ်ချင်းမနိုင်မှဆိုလို့အတူတူတဲ့မယ်ဟောဒီကောင်လေးရဲ့လောက်ရက်ကရောညာတာစိတ်ရှိတာလားညာတာစိတ်မရှိဘူးလားဒါတို့သမီးတို့ကအမှန်ချင်မလားအမှားချင်မလားကဲနောက်ပုံလေးကိုကြည့်ပါဦးတငယ်ချင်းတွေမှာပေတယ်မရှိတဲ့အခါတယောက်တလဲမျှတုံးမယ်တဲ့ဟောဒါတို့သမီးတို့ရေညာတာစိတ်ရှိရင်အမှန်ချင်မေးညာတာစိတ်မရှိဘူးလို့ထင်အမှားချင်မယ်နော် ကဲနောက်ရပုံလေးကိုကြည့်ပါအောင်တငင်ချင်းနေမှာခဲတယ်မပါတဲ့အခါကို့မှာရှိတဲ့ခဲတယ်အပိုးကိုပေးမတော်မူဟောမြန်တာစိတ်ရှိတဲ့လူလားမြန်တာစိတ်မရှိတဲ့လူလားစဉ်းစားပြီးတော့အမှန်အမှားချစ်ပေးအောင်နော်ကဲနောက်ရပုံလေးကိုကြည့်ပါအောင်ကန်စီပြီးအလဲဆောင်ရတဲ့အခါအလဲမကြော်ဘူးကဲကလေးတို့ရေမြန်တာစိတ်ရှိကြလားမြန်တာစိတ်မရှိဘူးလားအမှန်အမှားချစ်ရမှာလားဆိုတာကိုသေချာစဉ်းစားကြည့်အောင်နော် ကဲနောက်ရုပ်ပုံလေးကိုကြည့်ပါဦးတန်းစီပြီးအလဲဆောင်လာတဲ့အခါအရှိကိုကြော်တက်မယ်တဲ့ဟောဒါတို့သမီးတို့ရေအမှန်ချင်းပါလားအမှားချင်းပါလားဒါတို့သမီးတို့အားလုံးမျှတစိတ်ရှိတဲ့သူလားမျှတစိတ်ရှိတဲ့သူမဟုတ်ဘူးလားဆိုတာကိုတည်တည်ချာချာရွေးချယ်တတ်မယ်လို့ဒီချယ်ကထင်ပါတယ်ကဲတီချင်နဲ့တူတူမြတ်တဆီကလေးထားပါကွဲဆိုတဲ့ဇလန်းကလေးကိုနားထောင်ကြည့်ရအောင်နော် တာစိတ်ကလေးထားပါကွယ်အာကာနဲ့အေယာတို့နှစ်ယောက်ဟာအမွာညီကိုတွေဖြစ်ကြတယ်သူတို့နှစ်ယောက်ဟာကစားစရာဆိုလဲအတူတူစားစရာဆိုလဲအတူတူရမှကျေနပ်ကြတယ်မုံတစ်ခုပဲရှိလို့တယောက်တဝက် ပိုင်းပြီးစားရတဲ့အခါတိုင်းနေရတဲ့အပိုင်းကကြီးတယ်ငါရတဲ့အပိုင်းကသေးတယ်ဆိုပြီးတော့အငင်းပွားကြတယ်အဲ့ဒီအခါသူတို့ရဲ့မိမိကအငင်းမပွားဖို့အတွက်နီးလန်းတစ်ခုပြောပြတယ်တယောက်ကပိုင်းပြီး တခြားတယောက်ကရွေးယူပါလို့ပြောတယ်။မမေပြောပြတဲ့မုတ်ဝေစားနီကိုတုံးပြီးသူတို့နှစ်ယောက်ကျင်းနေကြတယ်။တနေ့မှညီကိုနှစ်ယောက်က သူတို့မမေကစားလျာမုံကိုမျက်မျက်တတဝေစားတယ်လို့မျိုးတခြားသူတွေနဲ့မျက်မျက်တတပြုမှုဆက်ဆံတတ်ဖို့ဒါတို့အရွယ်နဲ့နားလည်နိုင်မဲ့အသုံးပြုလွယ်တဲ့နေလန်တစ်ခုကိုပြောပြပါမယ်တဲ့။ကိုမကြိုက်တဲ့အပြုမှုကို သူများကိုမလုပ်ရဘူး။ကိုကိုသူများက နောက်ပြောင်းတာ လောင်ရတာမကြိုက်ဘူးဆိုရင်သူများကိုလည်းနောက်ပြောင်တာလောင်ရတာဘရောမှမလုပ်ရဘူးလို့ပြောတယ်။တဦးနဲ့တဦးမျက်မျှတတပြုတ်မှုဆက်ဆံရင်ပြောစရာကောင်းတယ်လို့အာကာနဲ့အေယာတို့သဘောပေါက်သွားကြတော့တာပေါ့။ကဲဒါတို့သမီးတို့လည်းမျက်မျှတတကလေးစိတ်ထားထားပြီးတော့တငယ်ချင်းတွေနဲ့အတူတူချစ်ချင်းခင်ခင်မျက်မျှတတဆက်ဆံရမယ်နော်။ကဲအခုတခါဒီချန်နဲ့တူတူမြတာစိတ်ကလေးထားကြမယ်ဆိုရယ်ကြပြားလေးရွကြည့်ရအောင် ရှိတာမျှဝေပါ ကိုစိတ်ချမ်းသာ ပီတိဖြာခင်မင်စရာတငယ်ချင်းမျှဝေမှုသည်အောင်မြင်ချင်းပင်ကိုစိတ်ရင်းဖြူဖြူစင်အရာရာရင်ကူညီလင်းပျော်ရွှင်ရမယ်တတလုံးជីနူးပီတိမြတာဖုံးဝမ်းသာလို့မဆုံးကဲဒီကြပြလေးကိုရေးခဲ့တဲ့သူကတော့ကိုထွထွန်းဂီတာမိတ်ဖြစ်ပါတယ်တောက်သမီးတို့ရေကဲအဲ့ဒါဆိုလို့ရှိရင်ဒီ channel နောက်တစ်ခေါက်လောက်ရွတ်ဆိုကြည့်ရအောင်နော်ကိုမှရှိတာမျှဝေးပါ ကိုစိတ်ချမ်းသာပီတိဖြာခင်မင်းစရာတငယ်ချင်းမျှဝေမှုသည်အောင်းမြင်ချင်းပင်ကိုစိတ်ရင်းဖြူဖြူစင်အရာရာတွင်ကူညီလျင်ပျော်ရွှင်ရမယ်တသက်လုံးကြည်နူးပီတိမြစ်တာဖို့ဝမ်းသာလို့မစုံကဲတော့သမီးတို့ရေဒီသင်ခန်းစာလေးကိုသင်ကြားပြီးတော့မြန်မြတာတာပြုမှုဆက်ဆံတတ်တဲ့ကျောင်းသားကျောင်းသူတွေဖြစ်ကြပါစေနော်ဒီချက်နဲ့နောက်သင်ခန်းစာအသစ်မှာပြန်တွေ့မယ်နော်